ဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မဂနီကျူ9.5အဆင့်ငလင်ကြီးကြောင့်လူပေါင်း30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒီဇင်ဘာလ8ရက်ညပိုင်းကဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြုတ်ပြီးရေအောက်ငလင်ကြီးလှုပ်ခတ်ခဲ့တာပါ။မူလကတော့ငလင်ကြီးရဲ့ပြင်အားကိုမဂနီကျူ9.2လို့ဖော်ပြခဲ့ပေမဲ့နောက်တော့9.5လို့ပြင်ဆင်သတ်မှတ်ခဲ့တာပါ။ ငလျင်ကျောက်ဂျပန်အရှေ့မြောက်ပိုင်းမှာရှိတဲ့ဟော့ကိုင်ဒိုအီမိုရီနဲ့အီဝါဂီဒေသတွေကအကန့်ကျေတချို့မှာဆယ်ပေလောက်အမြင့်ရှိတဲ့ဆူနာမီရေလိုင်းတွေရပ်ခတ်လာနိုင်ကြောင်းအာနာဘန်တွေကသတိပေးခဲ့ပြီးလက်တွေ့မှာတော့အမြင့်နှစ်ပေခွဲနီးပါးလောက်လိုင်းတွေပဲရပ်ခတ်ခဲ့ပါတယ်။အစောပိုင်းကကယူရန်ဒေသနေထိုင်သူတွေကိုအရေးပေါ်ရှေ့ပြောင်းချဖို့သတိပေးခဲ့ပေမဲ့နိုင်ပိုင်းအကြံမှာဆူနာမီအန်ဒီယထုတ်ပြန်ချက်ကိုပြန်ရုပ်သိမ်းခဲ့ပါတယ်။ ်ငလင်းအပြီးထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မထုတ်ပြန်သေးပေမယ့်ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာကြီးစံရထားပြေးဆွဲမှုတချို့ရပ်ဆိုင်းထားခဲ့ရပါတယ်။ပြီးတော့အင်ဂျီထောင်နဲ့ချီတအားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တာပါ။ဂျပန်ဝန်ကြီးချုပ်ဆနေအေတက္ကအီချီနဲ့အာနာပိုင်းတွေကလာမယ့်ရပ်ပိုင်းတွေအတွင်းပြင်းထန်တဲ့နောက်ဆက်တွဲငလင်းတွေဆက်လက်လှုပ်ခတ်နိုင်ကြောင်းပြည်သူတွေကိုသတိပေးထားပြီးအဲ့ဒီအတွက်လဲကြိုတင်ပြင်ဆင်ထားဖို့တိုက်တွန်းခဲ့ပါတယ်။ တက္ကအီချီကငလင်ကြီးနဲ့ဆက်ဆက်ပြီးဒဏ်ရာရခဲ့သူအယောက်30ကျော်ရှိခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။ကနအူးစစ်ဆေးမှုတွေအရာတော့ဒေသတွင်းမှာရှိတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတစ်ခုမှာတော့ဘယ်လိုမူမမှန်နဲ့ပြဿနာမျိုးမှမရှိခဲ့ကြောင်းလဲအာနာဘန်တွေကအတည်ပြုခဲ့ပါတယ်။ဂျပန်အစိုးရဟာငလင်နောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေဆန်းစစ်ဖို့နဲ့အရေးပေါ်တိုးပြတ်မှုတွေဆောင်ရွက်ဖို့အတွက် အကြက်အတဲစီမံကိန်းတရေးစင်တာတစ်ခုကိုပါဖွင့်လှစ်ထားဖို့အမိန့်ပေးခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေကိုစမ်းစစ်ပြီးလိုအပ်တဲ့တုတ်ပြန်မှုတွေဆောင်ရွက်ဖို့အချိန်နဲ့တပြေးညီအားစိုက်လှုပ်ဆောင်နေတယ်လို့အစိုးရအဖွဲ့အတွင်းရေးမှူးချုပ်မီနိုရူကီဟာရာကပြောပါရယ်ပစိဖိတ်သမုဒ္ဒရာတွေကဂျွန်ဆုနိုင်ငံတခုဖြစ်တဲ့ဂျပန်ဟောပစိဖိတ်မီးခွင်းဒေသလို့ခေါ်ဝတဲ့ရေအောက်မီးတော်ရုံဝန်းနဲ့ဆက်ဆက်တည်ရှိပြီးအားပြင်းနဲ့ငလျင်တွေလှုပ်ခတ်မှုကိုအချိန်ချင်းကြုံခဲ့ပူပါရယ်ပြည်မြောက်အနေနဲ့ဂျပန်မှာပြင်းအားမတူတဲ့ငလျင်အရေအတွက်1500လောက်နှစ်စဉ်လှုပ်ခတ်လေးရှိပါရယ် 2012ခုနှစ်မတ်လတုန်းကလှုပ်ခတ်သွားတဲ့မဂနီကျူ9ကိုအဆင့်ငလျင်ကြီးကြောင့်နောက်ဆက်တွဲဆူနာမီရေလိုင်းတွေပါဖြစ်ပေါ်ခဲ့ပြီးလူပေါင်း2000နီးပါးသေဆုံးခဲ့တယ်လို့ဖူကူရှိမာဒိုင်ချီနျူကလ িয়ার ဓာတ်အားပေးစက်ရုံကနေရေဒီယိုတက်တိကြွရွေးဆဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါဟာလူသမိုင်းမှာအဆိုးဆုံးနျူကလ িয়ার မတော်တဆဖြစ်စဉ်တစ်ခုအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။